ပြည်ထောင်စုအစိုးရဖွဲ့ကအာဂရိလိုက်စားမှုတွေပပျောက်ရေးအတွက်ဖွဲ့စည်းထားတဲ့အာဂရိလိုက်စားမှုကော်မရှင်ကိုပြည်သူ့လွတ်တော်တရားစီရင်ရေးနဲ့ဥပဒေရေးကော်မတီဥက္ကဋ္ဌသူရဦးအောင်ကိုကဝေဖန်ပြောကြားလိုက်ပါတယ်။ဦးမြတ်သူရကတရင်ပေးပို့ထားပါရရှင်။ ပြည်သူ့တော်တရားစီရင်နဲ့ဥပဒေရကော်မတီနေနဲ့ပြည်သူတွေစီကရောက်ရှိလာတဲ့အတိုင်းကြားစာတွေထဲကခိုင်မာတဲ့မှုတွေကိုအမြန်ဆုံးဆောင်ရွက်ပေးနိုင်ရန်အာဂရိလိုက်စားမှုတိုက်ဖြတ်ရေးကော်မရှင်ထံဥက္ကဋ္ဌကိုယ်တိုင်လက်မှတ်ရေးထိုးပြီးစာပေးပို့ခဲ့ပါတယ်။ဒါနဲ့ပတ်သက်လို့အာဂရိလိုက်စားမှုတိုက်ဖြတ်ရေးကော်မရှင်ကတရားစီရင်နဲ့ဥပဒေရကော်မတီနေနဲ့ပေးပို့လာတဲ့အတိုင်းကြားစာတွေကိုဆောင်ရွက်ပေးနိုင်ခြင်းမရှိကြောင်းနဲ့ပြည်ထောင်စုလွှတ်တော်ကြီးအနေနဲ့ပို့မှသာဆောင်ရွက်ပေးမှာဖြစ်ကြောင်းပြောကြားလာတဲ့အပေါ်ဇူလိုင်လ17ရက်နေ့ကလွှတ်တော်အပြီးမှာသူရဦးအောင်ကိုကဝေဖန်လိုက်တာပါ။ကိုယ့်ရဲ့ကော်မတီတစ်ခုက ပုံထက်ကိုတည်းနမရေးထုတ်တယ်မှာသူကအရေးဆုံးဘူးတောင်မရှိဘူးဆိုရင်ဘန်းသားစီကျွန်တော်တာမန်ပြည်သူပြည်ဒုက္ခတွေ့တာဘသူကကူညီပါလဲဘယ်လိုဒီမှတ်တောင်လို့ခဏနိုင်ငံတော်ဖြစ်ဖြစ်တဲ့ကိစ္စတွေအားလုံးက law enforcement မရှိလို့တရားဥပဒေမစိုးမိုးလို့ဒီလိုဖြစ်နေတာလို့ဖြစ်ပြရစီပြောင်းစွလွတ်တော်အနေနဲ့စာပို့အကြောင်းကြားနိုင်ဖို့ဆိုတာအစစ်စစ်ဆောင်ရွက်ရမှာဖြစ်လို့အချိန်တွေကုန်ပြီးပြည်သူတွေအတွက်လှုပ်ပေးဖို့အချိန်ရှိတော့မှာမဟုတ်ဘူးလို့ဆိုပါတယ် ပြည်တော်စုလွတ်တော်ကြီးကိုယ်တိုင်ကတုံ့ပြန်ပြည်သူလွတ်တော်ကြီးကိုယ်တိုင်ကပုံမတာခင်သူတို့ကအရင်ဆုံးမရှိပါနဲ့။အော်မီကော်မတီကအဲ့ဒါကိုပို့မဆွေးရင်ပြည်သူလွတ်တော်ပို့ရမယ်။ပြည်သူတွေပြည်တော်စုလွတ်တော်ထက်တရမယ်။ပြည်သူတော်တွေပြပါပြည်တော်စုကသွားရမယ်။ပြည်တော်စုကပြကော်မရှင်ရောက်တဲ့ချိန်မှာနာနေတတန်ကုန်သွားတယ်။ဆိုတော့ဘယ်လိုမှအရင်ဆုံးခုအချိန်မရှိတော့ တမဒကဖွဲ့စည်းပေးထားတဲ့အာဂရိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ကိုပြီးခဲ့တဲ့နှစ်မလတဲ့ကဖွဲ့စည်းခဲ့ပြီးတပ်တန်း6လအတွင်းတိုင်ကြားစာ933ဆောင်လက်ခံရရှိခဲ့ပါတယ်။တိုင်ကြားစာ3ဆောင်ကိုစုံစမ်းစစ်ဆေးတရားစွဲဆိုကအရေးယူခဲ့ပြီးဖြစ်ကြောင်းအာဂရိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ကပြီးခဲ့တဲ့နှစ်စက်တင်ဘာလ16ရက်နေ့ကသတင်းထုတ်ပြန်ခဲ့ပါတယ်။ကော်မရှင်ကထုတ်ပြန်ထားချက်အရတိုင်ကြားစာများထဲမှာမြေယာကိစ္စတိုင်ကြားစာ190တရားစီရင်ရေးတိုင်ကြားစာ65ဆောင်အုပ်ချုပ်ရေးဆိုင်ရာတိုင်ကြားစာ238ဆောင်နဲ့အထွေထွေတိုင်ကြားစာ30ဆောင်ပါရှိပါတယ်။တမ္ပရာ ဦးသိန်းစိန်ကအစိုးရအဖွဲ့အရာရှိကြီးများအနေနဲ့ချက်သုံးသိန်းနဲ့မပိုတဲ့လက်ဆောင်ပစ္စည်းများကိုလက်ခံနိုင်ကြောင်းချက်သုံးသိန်းထက်ကျော်လွန်ပါကလက်ပေးလိုက်ပြီးပြုလုပ်သည်ဟုတတ်မှတ်ကြောင်းပြီးခဲ့တဲ့နှစ်မလအတွင်းကပြောဆိုထားပါတယ်ကျွန်တော်မျက်တွေ့ရပါ